ရုရှားပြည်သူတွေကတော်တော်တံပိုးလျက်ထားတယ်ဂုံလည်းယူကြတယ်အဲဆိုပဲပြည်တော်စုကြီးဟိုလာဘူးချွတ်ချော်တက်ခတ်တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြောက်ရှားနိုင်ငံချွတ်ချာအာနာပြန်လည်းရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ဒီအဲဒါကြောင့်သူတို့လည်းတိတံပူထားပါတယ်ဒါဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်း ်ဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်အဲတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရဲ့ရအောင်လဲတိုက်ခတ်ခဲ့တဲ့တမန်ကြောင်နဲ့ရှိတမန်ကောင်တကယ်တကယ်ခိုက်မာတဲ့တမန်ကြောင်မှာအဲဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့အဲဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော်တော့တမတော်အင်အားရှိလို့ရှိရင်အဲတန်းပြေအင်အားရှိမယ်ဆိုတဲ့ဟာတော့ ပေါ်လင်းပါတယ်ဗျာဒါပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်မြို့ချစ်စိတ်တက်ဒီဒီတဲ့ပို့ပြီးတော့မှရှေ့အောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာ ပြည်သူအလုံးကနေမြန်မာနိုင်ငံရဲ့ဖူမိုတိုတက်မှုအောင်ဖူမိုတိုတက်မှုရှိအောင်ပေါ့လဲဆောင်ရွက်နိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလစ်တဘောတွေးဆိုတာလည်းရှိသလိုကျွန်တော်တွေးဆိုဆွေးနွေးနိုင်မှုလည်းကျွန်တော်ရခဲ့ပါတယ်အထူးသဖြင့် မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ပါတီတိုဒီမိုကရေစီစနစ်ကိုတောက်ဖို့တဲ့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တောက်ဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်သူတို့ရှင်းပြပါတယ်အဲဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းဟိုလက်ခံပြီးတော့မှအားပြီးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးတချို့ နိုင်ငံတွေတို့ရှင်းပြလို့တချို့နိုင်ငံတွေကြောက်လဲမိစေတွေ့ဆွေရတာပေါ့အဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့အားလုံးကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်အဲမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကတော့ဟိုဥစ္စာပေါ့ဗျာကျွန်တော်တို့ဆူမျိုးပေါ့ဖို့အဲချစ်ချစ်ရင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်မြန်မာပြည်ရဲ့မြေဖက်နိုင်ငံတစ်ခုလည်းဖြစ်တယ်နော်ခွာချလူများတဲ့အင်ဒီဂျီနိုင်ငံတွေလည်းဖြစ်ပါတယ်အဲနောက်တော့ကတန်တမာဆက်ဆံရေးရလေအခုဆိုရင်95နှစ်ကျော်ကာလအဝ ကျော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်တမလာကြီးကတော့မန္တလေးကလင်းထောင်းနဲ့ပတ်သက်ပြီးတော့သူပြည်သူတွေဒီအသက်သင်းဆုံးခြင်းမှုနဲ့ထိခိုက်ဆုံးရှုံးမှုများအတွက်လည်းသူစိတ်မကောင်းတဲ့ကြောင်းနှုတ်ကတည်းထုတ်ပြောတယ်အပြည့်ကျွန်တော်တို့ဖြစ်ပြီးတဲ့အချိန်မှာလည်းကျွန်တော်ရှိလို့တုံ့ဝန်လာသူပို့ပါတယ်ဒီတင်လင်းနဲ့ပတ်သက်ပြီးတော့ပြန်လေတိဆောက်လုပ်ငန်းတဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတော့လည်းသူဒါလည်း အလေးနဲ့ထားပြီးသူပြောပါတယ်ဗျ။အဲတော့မြန်မာနိုင်ငံရဲ့အချို့ချာအာဏာပိုင်ဆိုင်မှုပြောတာတော့နေပြည်ပိုင်ဆိုင်မှုနောက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လေခိုင်မာစွာထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်။နောက်မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးပေါ့ကျွန်တော်တို့ကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်းအဲသူကျွန်တော်တို့ကပြောပါတယ်။အဲကျွန်တော်အနေနဲ့လည်း OPU အလားအယောင်ပေါ်မှာလည်းခိုင်မာမှာယက်တည်တဲ့အကြောင်းပေါ့ဗျာ။အဲနောက်တစ်ခါမြန်မာနိုင်ငံအနေပြီးတော့တက်ကြစာပံဝင်ဆောင်မယ်ဆိုတဲ့အကြောင်း ဒါတွေကျွန်တော်ပြောဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးအကြမ်းမြင့်ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်နောက်တော့ကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဈေးညအကောင့်တွေဖော်ဘူးနဲ့ပတ်သက်အကောင့်တွေပေါ်မြင့်တင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်နောက်တော့ကကျွန်တော်မြန်မာနိုင်ငံမှာတမရာရေးရပါဗျာနော်မြန်မာနိုင်ငံမှာကျင်းပပြုလို့မဲ့ပါတီစုဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ကြိုတိပြည့်စုံမှုဘဏ်နဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့ကြောင့်လို့ဒါလေးတို့ ထပ်ပြီးပြောပါတယ်ဗျအဲတွေ့ဆုံတာဆွေးနွေးရတယ်ဟိုကောင်းမွန်တဲ့ရလာကောင်းတွေရရှိတယ်ဆိုတာလေးကျွန်တော် ပြောချင်ပါတယ်